အပင်နှပင်လို့ပြောတဲ့အခါမှာသူ့ရဲ့အတိတ်ပဲကိုတီးဖို့လိုအပ်ပါလေလို့အသက်ပင်လို့ပြောတဲ့အခါမှာအသက်လမ်းကြောင်းကိုပြောခြင်းဖြစ်တယ်။နောက်စကလုံးတစ်လုံးနဲ့ပြောမှဆိုရင်အဲ့ဒီအသက်ပင်ကဘုဒ္ဓကိုဆိုလိုတယ်လေဆိုရင်ဖခင်ရဲ့သားတော်ခရစ်တော်ကိုဆိုလိုတာဖြစ်ပါတယ်။အသက်လမ်းကြောင်း။နောက်အပင်တစ်ပင်က ကောင်းမကောင်းတိကျွမ်းရအပင် သူကတည်ခြင်းလမ်းကြောင်းဖြစ်တယ်เนาะတည်ခြင်းလမ်းကြောင်းဘုဒ္ဓကိုဆိုလိုတယ်လဲဆိုရင်စတမနတ်ကိုဆိုလိုတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လူတွေကိုဖခင်ကဖန်ဆင်းတဲ့အခါမှာအဲ့ဒီအသက်ပင်နဲ့ကောင်းမကောင်းတိကျွမ်းရအပင်ရဲ့ကြားမှာအလဲမှာကျွန်တော်တို့ရှိနေရတယ် ဖះကလူကိုဖန်ဆင်းတဲ့ရည်ရွယ်ချက်ကလည်းဘာလဲလို့ပြောတဲ့အခါမှာလူကိုဖန်ဆင်းခြင်းအလုံးရဲ့အလယ်ဘဟုအဖြစ်ထားရှိကဖန်ဆင်းခဲ့တယ်။ဒါဆိုရင်ဖះရဲ့ဖန်ဆင်းခြင်းအလုံးရဲ့အလယ်ဘဟုမှာဖះတခင်ဘာကြောင့်ထားရှိရတယ်လဲဆိုဖះရဲ့စီမံကိန်းကိုပြန်ကြည့်တဲ့အခါကျတော့လူဟာတဲ့ဖះတခင်ကို ထင်ရှားဖို့ဖြစ်တယ် ဖယားကိုထင်ရှားဖို့လို့ပြောလာတဲ့အခါမှာလူကသူကရွေးချယ်ရတော့ဘာကိုရွေးချယ်ရလဲဆိုရင်ဖယားကိုထင်ရှားဖို့ရန်အတွက်အသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုနော်ပုံဆောင်တဲ့အသက်ပင်ကိုလူကဘာလို့ရလဲဆိုရွေးချယ်စားတုံးမွေးလျော်ဖို့အတွက်လိုအပ်တယ်အခုကျွန်တော်တို့ဘာလုပ်နေတာလဲဆိုရင်ဒါ အသက်ပင်ကိုကျွန်တော်တို့ကစားတုံမှုလျော်နေတာဖြစ်တယ်စားတုံမှုလျော်နေကျွန်တော်တို့ဒီ Bible knowledge လေးတည်ဖို့ရန်အတွက်စံစာလေ့လာနေတာပဲမဟုတ်ကျွန်တော်တို့အတော်များများကစံစာတည်သွားပြီမဲ့အသက်ပင်ကိုမမွေ့လျော်လိုက်ရအတိကျွယ်သွားတယ် ဒီနေ့ကျွန်တော်တို့ကဘုသူကိုမွိလျော်နေတာလဲဆိုရင်အသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုဝိညာဉ်ထဲမှာမွိလျော်နေတယ်ဆိုတော့မမေ့ရမမေ့ရဒီနေ့ကျွန်တော်တို့စားသုံးနေတာကစံစာလေးတိသွားဖို့အတွက်ပဲမဟုတ်မဟုတ်ကျန်းစာလေးတိသွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားနိုင်တယ်လဲဆိုရင်ဖာရိရှဲတွေဖြစ်သွားနိုင်တယ်။ကျမ်းသက်တွေဖြစ်သွားနိုင်တယ်။အဲ့ဒါတွေကပူပြီးမှဖျားတခင်ရဲ့ အသက်လမ်းကြောင်းထဲမှာအနောက်ရှက်တွေပေးသွားနေတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာအခုဘာလုပ်နေတာလဲဆိုရင်အသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုဝိညာဉ်ထဲမှာကျွန်တော်တို့ကဘာလုပ်နေရလဲ။စားသုံးမှုလျော်ဝမ်းမြောက်နေဒီချိန်ထဲမှာပဲကျွန်တော်တို့ကနောက်အပင်တပင်ဖြစ်တဲ့ကောင်းမကောင်းတိကျွမ်းရအပင်စာတန်ကိုပုံဆောင်ခြင်းဖြစ်ပါတယ် ဲ့ဒီစာတန်ကိုလည်းတစ်ချိန်တည်းမှာကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုရင်နေရပီမိယတာဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအမြဲတမ်းကျွန်တော်တို့ကဒီအပင်နှစ်ပင်ကြားမှာရှိတဲ့ပုပ်ကူဖြစ်တယ်ဆိုတာမမေ့ရ။ဒါကြောင့်အရင် အမြင့်လဲပဲကျွန်တော်တို့ကအသက်ရှင်ခြင်းအရင်အမြင့်နဲ့အသက်ရှင်ဖို့ရန်အတွက်ဖျားအလိုရှိတယ် တဖက်မှာလည်းပဲစတ္တမနတ်ကသူ့ရဲ့သိချင်းအရင်မြစ်ထဲမှာလူကိုလဲဆွဲဆောင်နေတယ်။အဲ့ဒီဂျားထဲမှာမှကျွန်တော်တို့ကဘာလို့ရတော့တူလဲဆိုအသက်ရှင်နေရတော့တူ။ဒါကြောင့်ကျွန်တော်တို့ကလူဟာအသက်ရှင်တော့စိတ်သက်ဖြစ်လေဤဒါတော့ပြန်လဲရယူခြင်းကျမ်းဒီမှာအဲ့လိုရေးတယ်။ယုဒရံကျမ်းမှာကတော့လူဒီအသက်ရှင်တော့တတ္တဝါဖြစ်လေဤလို့ရေးတယ် ဒီနေ့ကျွန်တော်တို့ကလူဒီအသက်ရှင်တော်စိတ်သက်ဖြစ်တယ်လို့ပြောတဲ့အခါမှာဒီစိတ်ဟာအလျံအရေးကြီးတဲ့ကံတာဖြစ်လာဒီနေ့ကျွန်တော်တို့ရဲ့ဒါကြောင့်ဒီထဲမှာဗာတွေ့ရလဲဆိုတဲ့အခါမှာလူဒီမှန်ကန်စွာဖြစ်ရွေးချယ်ခဲ့မည်ဆိုရင်သူဟာတဲ့အသက်ကိုရမည်ဖြစ်တယ်ဖယားကအေဒီဥယျင်ထဲမှာရှိတဲ့ ာဒံနဲ့အေဝါကိုပေးတဲ့အခွင့်အရေးကိုအခုကျွန်တော်တို့ကိုအခွင့်ပေးနေတယ်။ဒီနေ့အဲ့ဒါကိုလူတွေမသိလူတွေမသိယုံကြည်သူတွေတော့မသိဒါကြောင့်သခင်ဖျားကိုစားရမန်းကိုနားမလဲဒီနေ့အဲ့ဒါကိုအခုချိန်ထိမသိအခုကျွန်တော်တို့ကိုဒါကြောင့်ကျွန်တော်တို့ကဘာဖြစ်လဲအာဒံနဲ့အေဝါဝဲအပြစ်သွားပုံတယ် လောက်ပါအောင်ဒီနေ့ကျွန်တော်တို့ကိုကျွေးနေတဲ့အသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုကိုစားရမှာလေတတိယအောင်ကျွန်တော်တို့တယောက်ချင်းစီတယ်အခုဖခင်ကျွန်တော်တို့ကိုကျွေးနေတာကျွန်တော်တို့မသိကျွန်တော်တို့ကဘာပဲသွားတတိယလဲဆိုရင်သွားပြီးမှအာဒံကိုသွားအပြစ်ပုံဖို့ပဲတည်တယ်ဟုတ်ဘူးဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအာဒံနဲ့အေဝစားဖို့ရန်အတွက်အခွင့်အရေးကိုသူတို့ရွေးချယ်ခြင်းမှာခဲ့ သူတို့တွေကစတမနတ်သိချင်းအပင်ရဲ့အတိနောက်တစ်ခုဆို ကောင်းမကောင်းတိကျွမ်းရအပင်ရဲ့တီကိုစားခဲ့ဂျေစုတော်အဖေအခုဖယားကကျွန်တော်တို့ကိုအဲ့ဒီအသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုယ်တိုင် သူပါပြောလေငါဟာ အသက်မုံဖြစ်တယ်ငါဟာအသက်ရည်ဖြစ်တယ်ငါဟာအသက်ရှင်စေတတ်တော်မင်းတို့ရဲ့အသက်လီဖြစ်တယ်အာမင် ဒီနေ့ကျွန်တော်တို့ကိုအခုအသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုယ်တိုင်ကကျွေးနေတာအဲ့ဒါတော့မစားကျွန်တော်တို့လောက်ဆုံးရှုံးတာကျွန်တော်တို့ပဲပေါ့ဒီနေ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာမှန်ကန်စွာတဲ့ကျွန်တော်တို့ဟာရွေးချယ်ခဲ့မင်းဆိုရင်ကျွန်တော်တို့ဒီအသက်ကိုရမည်ဖြစ်တည်ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဟာ ျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာအသက်ပင်ဖြစ်တဲ့ခရစ်တော်ရှိနေပါပြီအာမင်ထို့နည်း၎င်းကျွန်တော်တို့ရဲ့သွေးသားထဲမှာ flesh ထဲမှာဘာပါရှိနေတယ်လဲဆိုရင်တစ်ချိန်တည်းမှာ flesh ထဲမှာကောင်းမကောင်းတိကျွမ်းရအပြင်စတမနဲ့ရဲ့သွေးသားထဲမှာလည်းပဲကျွန်တော်တို့ဘာလို့ခြင်းခံရလဲဆိုတော့ဆွေးဆောင်ခြင်းအခုချိန်ထိခံရပါ ဒါကြောင့်ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့ရဲ့ဒီစိတ်ဖြစ်တဲ့လူဒီအသက်ရှင်တော့တတ်တော်ဖြစ်လေဤလို့ပြောတဲ့အခါမှာလူဒီအသက်ရှင်တဲ့စိတ်သက်ကကျွန်တော်တို့ကအမြဲတမ်းဘာကိုစားသုံးဖို့လဲဆိုတဲ့အခါမှာအခုဂျေဇုတော်ကာလမှာဗရိညင်တရားတဲ့ကာလမှာတစ်ချိန်တုန်းကဗရိညင်တရားဟောင်းတော့ကနော် အာဒဟာပြစ်စားတောက်ခြင်းမရခဲ့တဲ့အခွင့်အရေးတွေကိုဗရိညာတရားတက်မှာယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုဖျားပါလို့လဲဆိုရင်စားတောက်ခွင့်ပြန်ပြီးအခုကျွန်တော်ဘာလုပ်နေရလဲဝိညာဉ်ထဲမှာစားတောက်ပွဲလုပ်နေဘုသူ့ကိုလဲအသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုအာမင်အဲ့ဒါတဘောပေါက်ဖို့လိုအပ်တယ် အခုချိန်ထိအဲ့ဒါကိုဘောမပေါက်ကျွန်တော်ဒီအသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုစားသုံးနေတယ်။ဒါကြောင့်ကျွန်တော်ခရစ်တော်ကိုစားသုံးတဲ့အခါမှာအသက်ရှင်ခြင်းလမ်းကြောင်းထဲမှာကျွန်တော်အသက်ရှင်နေတာ။ဒါမဟုတ်ကြည့်ကျွန်တော်ဒီအသက်ရှင်ခြင်းလမ်းကြောင်းမှာအသက်ရှင်နေတော့တူမဟုတ်။ဒီနေ့တောက်ကိုကျွန်တော်တို့အဓိကစားသုံးနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လူဟာဖယားရဲ့စတဲ့နဲ့ဂျားထဲမှာရှိတဲ့လူ။ဒါကြောင့်ကျွန်တော်တို့ဘုသူ့ကိုရွေးချယ်ပြီးမှ မိဝဲမလဲစားတုံးမလဲဒါကိုယ့်ရဲ့အတ္တတာအပေါ်မှာအရန်ရေးကြည့်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်နှလုံးဆိုတာအရန်ပဲတကူကြီးတယ်လို့အရန်ပဲအန်ဒီရဲ့ကြီးတယ်။ဒေါက်တာမောစ်မွန်ရိုသူပြောတဲ့စကားထဲမှာကျွန်တော်တို့ရဲ့ဒီစိတ်ဟာနော်စိတ်ထဲမှာကျွန်တော်တို့ရဲ့ဒီစိတ်ကလေတကူကြီးတယ်လို့အန်ဒီရဲ့လည်းကြီးတယ် ျွန်တော်တို့ရဲ့စိတ်ကအသက်ပင်ကိုမြည်ဝဲလိုက်ရင်ကျွန်တော်တို့အတွက်ကြီးစွာတော့ဖရာရဲ့အသက်ရှင်ခြင်းလမ်းကြောင်းမှာအသက်ရှင်ရတယ်လို့တစ်ဖက်မှာကျွန်တော်တို့ကသွေးသားဘက်ကိုသွားပြီးမှမွေ့လျော်လိုက်တဲ့အခါမှာသွေးသားထဲမှာမြည်ဝဲလိုက်တဲ့အခါမှာစံတန်းကိုကောင်းမကောင်းတိကျွမ်းရဘက်ကိုကျွန်တော်ကလက်တီတဲ့အခါကျတော့အဲ့ဒီထဲမှာနေလိုက်တဲ့အခါကျတော့တိကျင်းလမ်းကြောင်းထဲမှာပြန်ရောက်သွားတယ်။တခင်ယေရှု ကိုတော့ကိုအချိန်တိုင်းလိုအပ်ပါတယ်တခြားဒီနေ့ကျွန်တော်တို့ကအမြဲတမ်းဘာလို့ဘို့လို့လဲဆိုကျွန်တော်တို့ရဲ့အတိညာဉ်ကလေရောမ၈6ထဲမှာပြောလာတဲ့စကားအဲ့ဒါပဲယူဒရန်ကျမ်းမာကတော့ဇာတိပဂတိစိတ်တဘောတီတည်ခြင်းကိုဖြစ်စေတယ်တည်ခြင်းနဲ့ပုတ်ပြက်ခြင်းဝိညာဉ်ပဂတိစိတ်တဘောတီတဲ့အသက်ရှင်ခြင်းနဲ့ညင်သက်ခြင်းနော်ပြန်လေရယူခြင်းကြံထဲမှာဘာပြောလဲဆိုတဲ့အခါမှာနော် ျွန်တော်တို့ရဲ့အသိညာဟာတဲ့သွေးသားဘက်ကိုလက်တည်တဲ့အခါမှာသိခြင်းကျွန်တော်တို့ရဲ့အသိညာဟာတဲ့ဝိညာဉ်ဘက်ကိုလက်တည်တဲ့အခါကျတော့အသက်ရှင်ခြင်းနဲ့ညီသက်ခြင်းအဲ့ဒါပါလေကျွန်တော်တို့ရဲ့လူတယောက်ဖြစ်ခြင်းဟာအသက်ပင်ဘက်ကိုမြည်ဝဲဆက်ဆံလို့ရတယ်လို့ခုနပြောတဲ့ သူ희တာဘက်ကိုမိဝဲဆက်ဆံလို့ရဒါပေမဲ့ကျွန်တော်တို့ရဲ့အတ္တတာထမဝိညာဉ်မှာကိန်းဝတ်နေတဲ့သခင်ဖျားကိုလက်တည်ပြီးမှသခင်ကိုမွေ့လျော်ဝမ်းမြောက်လိုက်တဲ့အခါကျတော့အသက်ရှင်ခြင်းနဲ့ငြိမ်သက်ခြင်းအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဓမ္မဟောင်းတုန်းကအခွင့်အရေးမရခဲ့တဲ့အရာစားသုံးခြင်းမရခဲ့တဲ့အရာဓမ္မတက်ကျေးဇူးတော်ကာလမှာ အခုဒီချိန်တိုင်းမှာအသက်ပင်ရဲ့အတီးဖြစ်တဲ့ခရစ်တော်ကိုစားသုံးနေရတယ်အာမင်အကြောင်းချစ်တော်အင်္ဂါဝင်မိသားစုတယောက်ချင်းစီတာဒီနေ့ကျွန်တော်တို့ဟာအသက်ပင်ဖြစ်တဲ့ခရစ်တော်ကိုမွေးလျော်ဝမ်းမြောက်နေတဲ့သားသမီးတွေဖြစ်တယ်ဆိုတာကိုကျွန်တော်စားသုံးရတဲ့နှုတ်ကပတ်တော်ကိုကြံလေစီစဉ်ပါတယ်အရောက်တိုင်းပေါ်မှာဘုရားသခင်ကောင်းကြီးရှိပါစေအာမင်